Na to máme Hollywood. 11ရုပ်တံပြိဿများအားလုံးပဲမင်္ဂလာပါရှင်။တော်ရာတို့ရဲ့ Insight မြန်မာအစီအစဉ်ကနေပြီးတော့ကျေးဇူးလိုက်ပါရရှင်။အခုလိုပဲရင် Insight မြန်မာအစီအစဉ်မှာဆိုရင်တော့ငါ Academy ရုပ်ရှင်ဆက်ကကြီး Press ရအထူးပြသတဲ့ပွဲခဏမြင်ကွင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ဒီပွဲခဏကိုတော့ရန်ကုန်မြို့တမရရုပ်ရှင်ဟိုမှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါရရှင်။ဒီနေ့ကျင်းပတဲ့ငါအကယ်ဒမီရုပ်ရှင်ဇာတ်ကားကြီးပရက်ရှိုဝဲမှာတော့ရုပ်ရှင်ချစ်ပြိသက်တွေလိုက်အောင်အားပေးခဲ့ကြပါဗျ။ဒီဇာတ်ကားထဲမှာတော့ဒရိုက်တာနေကကျိုးဆောင်ရတာပါ။ အဓိကကတော့မင်းသမီးနှစ်ယောက်ရဲ့ဟိုအားပြိုင်မှုပေါ့ဒါကြိုးရှင်လောကထဲမှာဖြစ်ပျက်နေတဲ့အရာလေးတွေအားလုံးကိုဟိုဟာသအနေနဲ့တင်ဆက်ထားရတဲ့ပရိသတ်အနေနဲ့လည်းဟိုသဘောကျမယ်လို့ယုံကြည်ပါတယ်ဒီနေ့ပွဲမှာတော့လာရောက်တဲ့ပရိသတ်တွေနဲ့အတူနုပညာရှင်တွေကအမတ်တရားဓာတ်ပုံတွေရေကူးခဲ့ကြပါတယ်ဇာကားမှာတော့မင်းသမီးနက်နက်ပြနေရပါတော့နော်ရန်နံပါတ်ကြီးပြီးတော့အရင်ကတည်းကရန်နံပါတ်ကြီးခဲ့တဲ့မင်းသမီးပေါ့စီနီယာမင်းသမီးတယောက်နေနဲ့ ရှင်မဒီနေ့ကတော့ तू ကအဲဆိုလွန်းလွန်းလူဆိုတဲ့တေးဥဆောင် तू ကအခုခစ်ပေါ်ပေါ့အရင်နာမည်ကြီးတယ်ပေါ့မခိုင်လေးရတော့ဟိုအရင်ကစီနီယာမင်းသမီးကြီးပေါ့နော်အဲနာမည်ကြီးတယ်ပေါ့နှစ်ယောက်ကမတည့်ဘူးပေါ့ရင်ကလေးကမတည့်ဘူးမတည့်တော့ခါကြတန်းတန်းတယောက်ကအရင်ဟိုဟိုသူသူသားတဲ့ကိုသားအကုန်ဆဆရပြိုင်ကြတာပေါ့ပြိုင်ပြီးနောက်ဆုံးကြတော့အဲနောက်ဆုံးကြတော့အကယ်ဒမီထိကိုပြိုင်ကြတာပေါ့အဲ့လိုအဲ့လိုမျိုးကာရိုက်တာလေးနဲ့အဲ့လိုဇာတ်လမ်းလေးပါအရင်လည်းပြောစရာကောင်းလဲ ပြောစရာကောင်းပါတယ်ရေးလဲရေးရပါတယ်ဟုတ် Academy ပွဲတက်ဖို့အတွက်ဝတ်စုံမဲ့ဒီဇိုင်နာနဲ့အပ်တာပေါ့နော်အဲကျန်တဲ့ဟာတွေကတော့ဟို မင်းသမီးဆိုတော့လည်းနည်းနည်းပါးဝတ်လို့ရတယ်ဆိုတော့မကန်ခကြီးသွားရင်ဝတ်လာတဲ့ဝတ်စုံလေးဝတ်တယ်အဲအဲ့လိုလေးတွေဝတ်လိုက်တာပါပဲဟုတ်ကဲ့အဲဒီကိမ်းမှာပေါ့နော်မခန်ရဲ့ရွှေမိုတီရဲ့ဆိုလို့ရှိရင်လည်းအရန်ကိုအတွဲဖန်ကြီးပါတယ်အဲနောက်တက်တဲ့မင်းသမီးတွေမှာဆိုလို့ရှိရင်လည်းအခုပေါ့နော်ဒီရွှေမိုတီကကြတော့မခန်တို့နဲ့ line line ညစ်တူတယ်လေအဲ့လိုအသွက် line ပေါ့နော်အဲဆိုတော့အခါကျတော့သူနဲ့ကိုနေရလည်းလိုက်တယ်အဲနောက်ကြတော့ဟိုပါဝင်တဲ့ကိုခန့်တို့လိုမျိုးအဲသူရီယာတို့နောက်ညချုပ်ခေါင်တို့လိုလူမျိုးတွေကလည်းအကုန်လုံးသူ့နေရာနဲ့သူအဝင်ဝင်ကြပါပေါ့နော်စူအိဆန်ဆိုလည်းရီရတယ်အဲ့လိုမျိုးလေးတွေပေါ့သူ့နေရာနဲ့သူလေးတွေ ီအကုန်လုံးကအဲလိုက်ဖက်တယ်ကိုကန့်ဆိုလဲဒါရိုက်တာနေရာမှာသူနဲ့ရမ်းလိုက်တယ်လေရည်လဲရမ်းကြီးရအဲအဲ့လိုမျိုးလိုက်ဖက်တဲ့ကာရိုက်တာတွေအကုန်လုံးကလည်းဟိုပါဝင်ထားကြတယ်သူသူနေရာနဲ့သူပေါ့เนาะနောက်ကြတော့ဒီထုတ်လို့ရအောင်တတိထုတ်လို့ရလဲဒီအကယ်ဒမီယူတဲ့ခန်းနေဆိုလို့ရှင်တကယ်ကိုမြို့သားကစားယူမှာငှားပြီးတော့ခါကြတော့သူတို့ကုံကြခံပြီးတော့ပင်ပန်းခံပြီးတော့တေချာရိုက်တယ်ပေါ့เนาะအဲအဲ့ဒါကြောင့်မလို့ကုံကြခံပြည့်တယ်အဲ့ဒါကြောင့်မလို့ဒီကားကဆိုလို့ရှင်တော့ဟိုတော်တော်လေးကိုရည်လဲရည်ရတယ်ဟိုအကယ်ဒမီနားလည်းနီးပြီဆိုတော့ပြိတ်သက်တွေရမ်းကြိုက်မဲ့ကားပါရှင် ဒီဇလန်မှာတော့နန်းနန်းပြားနဲ့လွလွန်လူတို့ကမြမရုပ်ရှင်လောကရဲ့ဒဋိကျဲရုပ်ရှင်မင်းသမီးတွေဒါပေမဲ့သူတို့နှစ်ယောက်စလုံးကအကယ်ဒမီကံမပါသေးတော့ရုပ်ရှင်ဇာတ်ကားတွေဘလောက်ပဲရရရရနှစ်စဉ်နှစ်တိုင်းအကယ်ဒမီဆုနဲ့ပုတ်ကာတီကလွဲခဲ့ကြပါတယ်ပလပေါင်းပေါ်ကတရောင်းစားအမ်ဘေးကခွေဝဲစားအဲ့ဒီကားတွေတိတ်ကောင်းတာပဲဗျာအကယ်ဒမီဆုရှင်လေးကတော့မင်း မမမယုံရှင်ဒီစုကိုရလိမ့်မယ်လို့ထင်တော့မထင်တော့ဘူးပြီးတော့သူတို့နှစ်ယောက်ကမသိမြတ်ကြပါဘူးအရင်မှာပဲမော်ရယ်ပေါ့ဆာတယောက်ကိုနှစ်ယောက်စလုံးလူကြိုက်မိရာကနေရီးစားလူလူဦးနှုကျွဲခတ်ဆိုသလိုသူတို့ကြားကအမုန်းတရားကပိုကြီးလာခဲ့ကြပါဗျ။ ဒီချက်တော့ဖွားရသေးလို့နော်ဘလို့ပတ်တယ်ပြောတာဟေ့ဖွားဖွားကြီးလေဒီမှာငွားလေမြင့်လို့အသက်မပြည့်ခင်မှာအကောင်လေးနဲ့တွဲနေတာမဟုတ်ဘူးလေဒီမှာဆက်ရှင်နဲ့ပြည့်တာမှာပြ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 နေတာမျိုးကြီးဒီမှာမင်းဆက်ရှင်နဲ့ပြည့်ခင်ဆက်ရှိရောက်နေတွဲနေကိစ္စကိုရှင်းလိုက်ဦးလေဟုတ်ကဲ့ကောဒီမှာ ီလိုနဲ့အဲ့ဒီနှစ်အတွက်ရုပ်ရှင်အကယ်ဒမီထူးချွန်စုပေးပွဲကိုရောက်လာတဲ့အခါမှာတော့အားလုံးကဘသူရမလဲဆိုပြီးတော့ရင်ခုန်နေကြတယ်တော်တော်များများကလွလွန်လူရမယ်ထင်ထားပေမဲ့တကယ်တမ်းရသွားတော့နက်နက်ပြားကရသွားတယ်ဒါကိုလွလွန်လူကမကျေနပ်ဘူးဒီလိုနဲ့အကယ်ဒမီစုပေးပွဲကအပြန်လန်းတနေရာရောက်တဲ့အခါမှာတော့နက်နက်ပြားလာမယ့်နေရာကနေဆောက်ကရန်တွေဖြစ်ကြပါတယ်အဲ့ဒီနောက်ပိုင်းဒီမင်းသမီးနှစ်ယောက်စလုံးကဘယ်တော့မှမျက်နှာချင်းဆိုင်လို့မရတော့တဲ့သူတွေဖြစ်ကုန်ကြပါတော့တယ်။ ခုကမင်းသမီးတစ်ယောက်ကမင်းသားတစ်လေးတစ်ယောက်ပါရတယ်ဒီကကျွန်တော်ကြာကျင်တာအကယ်ဒမီပေါ့နော်ဒီဒီလူပညာရုပ်ရှင်လောကသားတွေအဓိကပန်းနိုင်သည့်အကယ်ဒမီအဲ့တော့အကယ်ဒမီကိုယူသွတ်တယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်ဟာတာမြေလေးနဲ့ရိုက်ပြတာပေါ့ဒီဟာတာမြေနဲ့ဆိုတော့ပိသက်တွေပေါ့နော်ဘောအမောတွေပြည်စလိုတဲ့ဆန္ဒနဲ့ရိုက်ခဲ့တာပါဟုတ်အလုံးကျွန်တော်လေးစားပါတယ်အခုလိုမျိုးကျွန်တော်လည်းပြတာဆိုတော့လည်းဒေါက်တာမနေမဟုတ်ပါဘူးမဟုတ်တဲ့အတွက်ရုပ်ရှင်ကိုရုပ်ရှင်လိုပဲခံစားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ โอ้ vaita le tui chit dunya so be kali da ga te lai mi mai dai a la le naw ma yai sak ga shi bi da ma ka le tauk tan sao man me pya academy lo che academy ya me sak ko te cha jwe bi yai ya me so ti de da me pa daw ma mi yai ko ba na ti a lo me ti ni che ma tua me hollywood အင်းဝါဟူရောင်လေ ဲနစ်ဆဲနစ်ကျိုးသားလိုက်ဟုတ်ဒီမှာရှင်နာကျမရက်ကိုမိဖို့ဆဲနစ်ကျိုးသားလိုက်ဒီစကားကိုတော့မက်စလာစေရနေကစတင်က B channel မှာ ပြသသွားမှာဖြစ်ပါတယ် ိသမားရှင်အခုဆိုလို့ရှိရင်တော့ Academy ခန့်စီသူ Academy ခိုင်တဲ့ရည်ရွှေမော်ဒီတို့အဓိကပါဝင်တရုတ်ဆောင်ထားတဲ့ငါ Academy ရုပ်ရှင်ဆက်ကားကြီး Fresh Show ပြသတဲ့ပွဲခန်းနာမြင်ကွင်းကိုတက်ဆက်ပေးတာပဲဖြစ်ပါရဲ့ရှင်ပိသမားရှင်နောက်လာမယ့်အစည်းအဝေးမှာစီစဉ်ပါလဲပိသက်တွေအတွက်ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုရိုက်ကူးတက်ဆက်ပေးဦးမလဲဆိုတော့ဆက်မြကြည့်ရှုပါလို့ပြောကြရင်ဒီဘက်ရဲ့အစည်းအဝေးမှာစီစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရဲ့ရှင်ကြည့်ရှုအားပေးကြတဲ့ပိသက်များအားလုံးရှင်လန်းချမ်းမြေကြပါသေးရှင် အလဲပဲရောက်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Inside မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီစီစဉ်ကနေပရိသတ်တွေအတွက်ကိုစိတ်ဝင်စားဖွယ်ရကောင်းတဲ့ပွဲခန်းနာအကြောင်းအရာတွေကိုစဉ်ဆက်မြက်ပြတ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်အခုတစ်ပတ်မှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံအလောက်ကုန်အသင်းကဦးစီးကျင်းပါတယ်မြန်မာနိုင်ငံရဲ့အကြီးဆုံး Cosmetic Special Discount Festival 2017ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲတော်ကိုဆိုလို့ရှိရင်တော့ရန်ကုန်မြို့တက်မတော်ခန်းမှာကျင်းပခဲ့ရပါပဲဖြစ်ပါတယ် ဒီလကုံစီအောင်ပွဲတော်မှာအမျိုးအစားစုံလင်လာတဲ့ branded cosmetic နဲ့ skin care မျိုးစုံဈေးနှုန်းတင်းတင်းမြတ်တဲ့ cosmetic နဲ့ skin care မျိုးစုံကို90ရာခိုင်နှုန်း50ရာခိုင်နှုန်း40ရာခိုင်နှုန်း30ရာခိုင်နှုန်းရာခိုင်နှုန်းအမျိုးမျိုး short ချရောင်းချတဲ့အပြင် buy one get one အစီအစဉ်တွေကိုလည်းထည့်သွင်းရောင်းချပေးခဲ့ပါတယ်လာကုန်ပစ္စည်းတွေအားလုံးတစုတစည်းတည်းနဲ့တနေရာထဲမှာရရှိဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ ခုနပြောဒီပွဲလေးကိုပထမဆုံးအကြိမ်ကျင်းပခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီပြည်တွင်းထုတ်လုပ်တဲ့လူတွေပြည်ပပနေဒီအလားကွန်တွေကို input တင်သွင်းတဲ့ကိုယ်စားလှယ်တွေအဲဒီ community အလုံးပေါင်းကျွန်တော်တို့တရားကျော်ပါဝင်ပြသခြင်းဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးလုပ်တဲ့ပွဲလေးလည်းဗမာပြည်မှာမရှိခဲ့ဘူးဆိုတော့လေကျွန်တော်တို့အသင်းအနေနဲ့ပထမဆုံးစတင်ပြီးကျင်းပခြင်းပဲဖြစ်ပါတယ်ခုနသုံးဆွဲသူတွေကိုပဲအဓိကခုနပြောတက်တက်တတာနဲ့ဈေးရောင်းပွဲတော်လေးတစ်ခုလုပ်ပြီးတော့အဲသုံးဆွဲစီခြင်းနဲ့ဆန္ဒနဲ့ကျင်းပခြင်းဖြစ်ပါတယ်ခင်ဗျာ ီဈေးအောင်ပွဲတော်မှာအလှကုန်ကုမ္ပဏီပေါင်း100ကျော်ကစိုင်းငန်းပေါင်း150ဝန်းကျင်ခန့်လာရောက်ဖွင့်လှစ်ပြီးတော့ရောင်းချခဲ့တာဖြစ်ပါတယ်ဒေါက်တာဟုစကင်ကဲဆိုတာကတော့သူကဒီထိုင်ဝမ်နံပါတ်1ပေါ့အဓိကအပြည့်သူကဒီ sensitive skin ကတုံးလို့ရတယ်ထိုင်ဝမ်ဆိုတာကသူကအာရှနဲ့ဆိုင်တယ်မြန်မာလူမျိုးတွေအကုန်လုံးကလည်းဒီအာရှအရေပြားနဲ့ဆိုင်တယ်ဆိုတော့ဒီဒေါက်တာဟုကိုတုံးဆွဲလို့ရတယ်မြန်မာလူမျိုးတွေအရေပြားပြဿနာကိုလည်းဖြေရှင်းပေးမဲ့အနေနဲ့ main sponsor အနေနဲ့ပါဝင်ခဲ့ကြရပါဘူး ဈေးအဝယ်တော်ကျင်းပနေတဲ့သုံးရတာကာလအတွင်းမှာလည်းမြန်မာနိုင်ငံရဲ့နာမည်ကြီး beauty blogger တွေဖြစ်တဲ့ဖြိုးသေးပိုင်းတီမဝင်းမင်းတန်းရန်ကုန်အင်းမဟတ်နဲ့မတ်စုလိုင်ဝင်အောဘောက်စုတို့ကအလှပဆိုင်ရာဆွေးနွေးဟောပြောမှုတွေပြုလုပ်ပေးခဲ့ပါတယ်ဒီဇင်အောင်ဘောတော့ကျင်းပနေတဲ့ကာလာအတွင်းမှာအလားအပကိုစိတ်ဝင်စားတဲ့အမျိုးသမီးအများစုကလည်းလာရောက်အားပေးကြပါဗျာ။ အလားပါကို view တစ်စိုက်မြင်လို့တဲ့သူတွေအတွက်ကဒီလိုဘဲတော်မျိုးကိုနောက်ထပ်တစ်ခါထပ်လုပ်ဖို့အတွက်ကိုမျှော်လင့်နေလောက်ပြီလို့ဆုံးမထင်ပါရယ်။လာမယ့်စီစဉ်ကနေလည်းပရိသတ်တွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေပရိသတ်တွေအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့မှာမို့ဆုံးမလို့ရဲ့ဒီစီစဉ်ကိုစောင့်ကြည့်ပါလို့ပြောရင်းနဲ့ဒီနေ့ရဲ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရယ်။ပရိသတ်တွေအားလုံးပဲလှပကျမ်းမှာပြည့်စုံနိုင်ကြပါစေရှင်။ ပါရှင်။ကျေးဇူးတွေအင်ဆက်မြန်မာစီစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ပရိသတ်တွေကိုမိတ်ဆက်ပေးချင်တာကတော့ Trend ကနေထုတ်လုပ်တဲ့အဝတ်အစားမှန်သမျှကို RGU 47 Online Shopping ကနေပြီးတော့ပရိသတ်တွေကအလွယ်တကူဝယ်ယူနိုင်မှာပဲဖြစ်ပါရစေ။ဒီနေ့ခန္ဓာကိုယ်တော့စုလေရှန်ဂရီလာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီနေ့မှာကျင်းပတဲ့ Superior Clothing နဲ့ RGO 47တို့ရဲ့နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုပွဲအခမ်းအနားမှာဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါတယ်။ ူပညာရှင်တွေဝတ်ဖို့အတွက် brand လေးတစ်ခုကိုလုပ်မယ်ဆိုတော့ကြီးရဲ့ချက်နဲ့ဆက်လုပ်ဖြစ်တာပေါ့ဆက်လုပ်ဖြစ်ရင်လည်းမှာပြည်သူတွေအထိပါရောင်းမယ်ဆိုတော့ရွေချက်လေးစိတ်ကူးလေးဖြစ်တယ် trend ကိုစိုင်းအနေနဲ့ရောင်းမယ်ဆိုရင်ဆွေးနီးရမှာရောင်းမယ် online ပေါ်မှာရောင်းမယ်ဆိုရင်တော့ RGO 47မှာရောင်းမယ်ဆိုတဲ့ရွေချက်လေးနဲ့ပူးပေါင်းဖြစ်တာပါအဲဇင်းလုံးပြောင်းလဲမရှိပါဘူးကြာကျွန်တော်တို့ souvenir clothing မှာဝယ်ပြီးဟေးဆိုရင်ဥပမာ1000ဆိုရင်အဲ RGO 47မှာဝယ်ရင်လည်း1000ပါပဲကျွန်တော်တို့ကတော့တကြံပြီးရင်တော့ကျွန်တော်မန္တလေးမြို့မှာစိုင်းဝဲထပ်ဖွင့်ဖို့ရှိပါတယ်အခုက ် online ခစ်ဖြစ်တယ်အရင်တော့ဆိုရင်ဆိုင်ခွဲတွေအများကြီးဖွင့်ရတယ်အနေနဲ့ရဲမှရှိတဲ့ဆိုင်ရှင်တွေစီကိုကျွန်တော်တို့ကတင်ရတယ်ပေါ့နော်အခုကျတော့ online ကအိမ်မှာနေနေပြီးတော့ဘယ်မှမသွားဘဲနဲ့ဝေလို့ရတဲ့ system လေးဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကလည်းခစ်စနေရလည်းကျွန်တော်တို့ဒါမျိုးကလုပ်ကိုလုပ်ရမယ့်အနေထားပါပေါ့နော်နိုင်ငံခြားတွေဟိုတခြားနိုင်ငံတွေမှာလည်းဒီကိစ္စကတော်တော်ကြီးတွင်ကျနေပြီပေါ့နော်ကိုနိုင်ငံမှာတော့တော်တော်နောက်ကျတယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ဒီခင်းတဲ့အမိအောင်ပဲကျွန်တော်တို့ဒီ online ပေါ်မှာကိုယ့်ရဲ့ customer တွေဝယ်ရတာဆင်ပြေအောင်လို့ပဲပူးပေါင်းရခြင်းဖြစ်ပါတယ် ဆိုလီရှန်ဂရီလာမှာဖြစ်လုပ်ခဲ့တဲ့အဆိုပါပူပေါင်းစာချုပ်ထုတ်ဆိုပွဲမှာ Trend Engine တွေဝစ်ဆင်ထားတဲ့အနုပညာရှင်အများပြားကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒီလို fashion line ကလည်းအရင်တော်တော်များများအောင်မြင်နေတဲ့အပိုင်းတွေဖြစ်တဲ့အတွက်ကိုဟိုသူတို့ဘက်ကလည်းကန့်လန့်လာတယ်ကိုရီဘက်ကလည်းဟိုဘောနော်အဆင်ပြေနိုင်တယ်ပေါ့အဲအဲ့ဒါကြောင့်လဲနှစ်ဦးနှစ်ဖက်အခြေချင်းကုကုအောင်ဖြစ်သွားတာပါ Haji 47 online ကနေပြီးတော့ဒီ customer တွေပုံမှာအများဆုံးအကောင်းဆုံးဝန်ဆောင်မှုတွေတော့ကျွန်တော်ဘက်ကတော့စူးစမ်းနေပါတယ် ကောင်းဆုံးလည်းလွှတ်ဆောင်ပေးနေပါတယ်။အဲဒီ RGU 47ကနေပြီးတော့ application တခုထုတ်ထားပါတယ်ခင်ဗျာ။ဟုတ် mobile application ပေါ့နော်။အဲ mobile application ကနေပြီးတော့အကောင်းဆုံးမှာယူပြီးတော့လိုရလိုအပ်တဲ့ပေါ့နော် make လေးဆို make လေးယောက်ျားလေးဆိုယောက်ျားလေးမျိုးစာမျိုးစုံခွဲထားတယ်။မျိုးစုံဒီဇိုင်းမျိုးစုံနဲ့အကောင်းဆုံးအရှင်မျိုးစုံနဲ့တင်ထားပေးပါတယ်ခင်ဗျာ။အဲဒါမှာဖုန်းထဲမှာရင်အလွယ်တကူအဝယ်ရှာဝေပြီးတော့ဝယ်ယူနိုင်ပါတယ်ပေါ့နော်။ကျွန်တော်တို့ဒီ PC တစ်ခုဟာပေါ့နော်အဆင်မပြေဘူး။ဟိုပြန်လဲဖို့အတွက်ကို return လေးကျွန်တော်တို့လက်ခံပေးတယ်။ ဟိုတကယ်လို့သူတို့ဘက်က customer အနေနဲ့အဆင်မပြေဘူးပေါ့နော် site တွေကအဆင်မပြေဘူးအဲနည်းနည်း error မျိုးရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကပြန်ပြီးတော့ customer တွေပုံမှန်ပုံမှန်ပြန်ပေးပါရမယ်ဟုတ်အဲ delivery အနေနဲ့တော့ကျွန်တော်တို့ကတော့မျိုးရင်းကိုတော့ကျွန်တော်တို့က free အနေနဲ့ပို့ပေးပါရမယ်ဟုတ်နေရီတော့ပေါ့နော်နေမျိုးစုံလိုက်တော့သူ့ရဲ့ server အလိုက်တွေကိုတော့ကျွန်တော်တို့တော့အဲကောက်ခံပါရမယ်အချက်ချက်တော့ဟုတ် customer အနေနဲ့ trend ကထုတ်လုပ်တဲ့အဝတ်အစားတွေကိုကိုယ်တိုင်ကိုယ်ကျသွားရဝယ်ယူခြင်းနဲ့ဆိုရင်တော့ superior clothing မှာသွားရဝယ်ယူနိုင်မှာဖြစ်ပြီးတော့ကိုယ်တိုင်သွားမဝင်နိုင်တဲ့ customer အနေနဲ့ကတော့ AGO 47 online shop page ကနေပဲလွယ်တကူဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဒီကနေ့ပွဲမှာတာဝန်ရှိသူတွေနဲ့ဖိတ်ကြားထားတဲ့အမှုပညာရှင်တွေကအမတ်တရဓာတ်ပုံတွေလည်းရိုက်ကူးခဲ့ကြပါဗျ။ ထရန်အင်ဂျီတွေကို RGO 47 online shopping ကနေပြီးတော့ပြည်သက်တွေကလွယ်လင်းတကူဝယ်ယူနိုင်မယ့်အကြောင်းအရာကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ကျေးဇူးတွေ insight မြန်မာအစီအစဉ်မှာဆိုလို့ရှိရင်လည်းဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့တင်ဆက်ပေးရမှာဖြစ်တဲ့အတွက်ကျေးဇူးတွေ insight မြန်မာအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုပါလို့ဖိတ်ခေါ်ရင်းနဲ့ပဲဒီ season ကနေနှုတ်ဆက်လိုက်ပါရစေ။ကျေးဇူးများကြီးတင်ပါတယ်။ ံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အင်းဆိုင်ညမအစီအစဉ်ကနေပြီးတော့ကျေးဇူးလိုက်ပါရရှင်။အခုတစ်ပတ်ရင်အင်းဆိုင်ညမအစီအစဉ်မှာဆိုရင်တော့ American နိုင်ငံထုတ် brand တစ်ခုဖြစ်တဲ့ SP Woodsar brand ကိုမြန်မာနိုင်ငံဈေးကွက်မှာစတင်ရောင်းချတော့မယ်။ပွဲအခမ်းအနားအကြောင်းအရာကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ဒီဇိုင်နေရှင်းလင်းပွဲအခမ်းအနားကိုတော့ရန်ကုန်မြို့ Belia Hotel မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါရရှင်။ဒီခန္ဓာမှာတော့ SP brand မှာတာဝန်ရှိသူတွေဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါဗျ။ ဲ့ဒီနောက်မှာတော့ SP brand မှာတာဝန်ရှိသူအသီးသီးက SP brand နဲ့ပတ်သက်ပြီးတော့မိတ်ဆက်ရှင်းပြခဲ့ပါတယ်။ When people come together, great things happen. Esprit ကပေါ့နော်ဒါစူဂျီနဲ့တူဆိုရယ်ဒီ founder နဲ့ယောက်ကဒီ American နိုင်ငံ California နိုင်မြို့မှာသူရာစတင်ပြီးတော့ဒါသူတို့ဟိုတည်ထောင်ခဲ့တဲ့ brand လေးတစ်ခုဖြစ်ပါတယ်ဆိုအခုဆိုလို့ရှိရင်ဒါသူကတကယ်ကဘာတဝမ်းမာတာအရင်ထင်ပေါ်ကြော်ကြတဲ့ brand တစ်ခုလည်းဖြစ်ပြီးတော့ပေါ့နော်ဒီစိုင်းမောင်းများဆိုတဲ့နိုင်ငံမောင်းများဆိုတဲ့သူတို့ဖွင့်ထားပါတယ် Esprit ကဆိုရင်သူ့ရဲ့ဒီကုန်ချမ်းအစပြီးသူသုံးလာတဲ့အရေးသူရအရန်ကောင်းတယ်ဒီအမတို့ဒီဝတ်ထားလို့ရှိရင်ဒီ skin နဲ့ပတ်သက်ပြီးရာရန်တာတို့ဒီအရေးပြားကင်ဆာတို့ဘာတို့ဒါမျိုးကြီးလုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဒါသူကသူကအရေးသူရအရန်ကောင်းတယ်ဈေးနှုန်းလောလောဆယ် မားတို့အ ਨੇ ဆုံးဆိုလို့ရှိရင်မားတို့တောင်းအဲတောင်းသုံးတောင်းလောက်ကနေပြီးတော့အများဆုံးကတော့ဒီတသိန်းခွဲနှစ်သိန်းပတ်ဝန်းကျင်လောက်တိရှိပါတယ်အခုမားတို့စပြီးတော့ဆိုင်ဖွင့်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီအသက်အ56နှစ်ကနေပြီးတော့အသက်60လောက်ထိဝယ်လို့ရရဆိုရင်ဟာမျိုးကြီးမားတို့ဒီအမျိုးဆုံး collection တွေမျိုးစုံအမားတို့ရောင်းချပြီးသွားမှာဖြစ်ပါတယ်ဒီနေ့ပွဲမှာတော့မီဒီယာတွေရဲ့မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ် ချိန်တုန်းကတော့တာဝန်ရှိသူတွေကအမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။ SP brand ဝဆာဟာဆိုရင်တော့ American နိုင်ငံ California ပြည်နယ်ကထထုတ်တာဖြစ်ပြီးတော့အခုဆိုရင်နိုင်ငံတော်များများမှာဖြန့်မှုရောင်းချနေတာပဲဖြစ်ပါတယ်။ SP မှာထုတ်လုပ်တဲ့အမျိုးသားအမျိုးသမီးကလေးဦးအထက်အမျိုးမျိုးကိုမြန်မာနိုင်ငံမှာစတင်ဖြန့်ဖြူးရောင်းချတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပထမအဦးဆုံး SP brand ဆိုင်ခွဲကိုတော့ Junction Center Shopping Mall မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ပရိသတ်များရှင်အခုဆိုလို့ရှိရင်တော့နိုင်ငံတကာ fashion brand တစ်ခုဖြစ်တဲ့ SP brand ကိုမြန်မာနိုင်ငံဈေးကွန်မှာစတင်ဖြန့်ဖြူးရောင်းချတော့မှာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်နောက်တစ်ပတ်မှာလည်းတော်တော်ရီအင်စားချက်မှာစတင်ကနေပြီးတော့ပရိသတ်တွေအတွက်ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရိုက်ကူးတင်ဆက်ပေးအောင်မလဲဆိုတာဆက်မြောက်ကြည့်ရှုပါလို့ပြောကြရင်ဒီပတ်အင်စားချက်မှာအစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်ရှင်။